အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တင်ကြနေရတဲ့ဒေါ်လာ29ရက်နေ့ရေဒီယိုစီစဉ်သက်ဆက်ပြတော်မှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တလအတွင်းတိုက်ဆုံမိသူနေရာကျော်ရှိလာပါပြီ။ကျွန်တော်မျိုးစုံကြောင့်ပြည်လမ်းပေါ်မှာရှိတဲ့အောင်နန်းတိုက်နေစီမိုင်းကျေးရွာအထက်တန်းကျောင်းဝင်းအတွင်းဝင်ရောက်နေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေတလအကြာမှာပြန်လည်ချက်ခွာသွားပါပြီ။ တောတောင်တွေချဲတပြေသိမ်းရှောင်နေရတဲ့ဝရဆုပီသူတွေနေရာချင်းခင်းနဲ့အစားတောက်အခက်ကြုံနေရပါတယ်။စားရတဲ့တင်တို့သက်ဆက်ပြီးတော့မှာပါ။ကျမတို့အစီအစဉ်သက်ဆက်သူမနေဖြစ်ပါတယ်။မြချနာမြေဆောင်ကြောင့်ပရိလန်ပေါ်မှာရှိတဲ့နောင်နန်းတိုက်နေစီမိုင်းကျေးရွာတတန်းချောင်းဝင်းအတွင်းဝင်ရောက်နေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေတလအကြာမှာပြန်လည်ထွက်ခွာသွားကြပြီလို့သိရပါတယ်။ရွှေစားကသက်ဆက်ပြီးမှာပါ။ အထက်ပါစစ်သားတွေဟာစေမိုင်းကျေးရွာအတွင်းမတ်လ22ရက်နေ့ကနေစတင်ဝင်ရောက်လာခဲ့ကြတဲ့နောက်ပိုင်းကနေနေတိုင်းလူလူစစ်သား3-4ယောက်လောက်လမ်းမပေါ်ချက်ပြီးဖြတ်တန်းသွားလာတဲ့ဂုံတင်ကားတွေကိုတားဆီးပြီးတော့ငွေကြေးကောက်ခံတာတွေပြုတ်လုပ်ခဲ့ကြတယ်လို့သိရပါဗျ။ ေမိုင်ထက်တန်းချောင်းဝင်အတွင်းတလားလောက်အထိစစ်ကောင်စီတပ်သားဆေးဦးဝင်ကျင်လောက်နေထိုင်ခဲ့ကြရလို့မြစ်ချနာဒေသခံရဲ့ထမံပြပြချက်အရာတီးရတာပါစစ်ကောင်စီတပ်သားတွေဟာချောင်းဝင်အနီးအနားကာလမှာပေါ်နေစဉ်ပုံမှန်စောင့်ကြပြီးဖြတ်တန်းသွားလာတဲ့ကုန်တင်ကားတစ်စီးကိုချက်လေးတောင်းလောက်အောက်ခံခဲ့ကြရလို့လဲဆိုပါတယ်ပြခဲ့တဲ့ဇူလိုင်လအတွင်းကလည်းစေမိန်ချေရွာအတွင်းကအထက်တန်းစာတင်ကြောင်းကက်သလစ်ဘုရားကျောင်းဝင်းနဲ့ဂျက်လက်ဆေဘေကအပြင် ချုပ်ပုံစုတောင်းတောင်းသွားလိုက်ရက်ကွက်ငါဘက်ကလူမရှိတဲ့အနေအိမ်တွေမှာစစ်ကောင်စီတပ်သားတွေဝင်ရောက်နေထိုင်ခဲ့ပါတယ်။ဒါအပြင်ဂျူလိုင်လနောက်ပိုင်းကနေစပြီးစေမိုင်ချေးရွာအတွင်းစစ်ကောင်စီတပ်သားတွေမကြာခဏဆူသလိုသွာလာလှုပ်ရှားမှုရှိခဲ့တယ်လို့လည်းသိရပါတယ်။ ်ချနာကူတာဝလံပိုင်းကလည်းလွတ်လပ်ရတဲ့တပ်စခန်းတွေကိုပြန်လည်သိမ်းပိုင်ပြီလို့2024ခုနှစ်စက်တင်ဘာလကုန်ပိုင်းလောက်ကတည်င်းတွေစတင်ထွက်ပေါ်လာတဲ့နောက်ပိုင်းကနေလက်ရှိအချိန်အထိမချနာမစ်ဆုံလံပဲအစ်ကောင်စီတပ်သားတွေလှုပ်ရှားသွားလာတာတွေမကြာခဏဆိုသလိုရှိနေဆဲဖြစ်တယ်လို့ထပ်မံသိရှိရပါတယ်2024ခုနှစ်မတ်လဒုတိယပတ်လောက်ကနေစတင်တိုက်ခိုက်ခဲ့တဲ့အစွန်ဘရာပုံစစ်ကောင်စီခလာရ46ပြွာကုန်းကိုစစ်ကောင်စီဘက်ကကုန်းလန်းကနေစစ်ကူရင်အဖြစ်တင်းတာတွေတမကလေကြောင်းနဲ့ပါပစ်ကူမိုးချာက ကနေမေလ9ရက်နေ့မနက်ပိုင်း6နာရီကျော်လောက်မှာကချင်တို့လက်ရဲတမရော်ကရေကနေတင်ပိုင်နိုင်တာပါတရံစုကျေးရွာအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတုံးခုကိုလည်းကဲရေဘက်က2024ခုနှစ်အောက်လ၂ရက်နေ့မှာအပြည့်အသိပိတ်ချနိုင်တဲ့အခြေအနေလေးဖြစ်ပါတယ်။ပီတူလူသူအနေနဲ့မိမိဒီရာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09096 3ညတော့တင်းနစ်စ်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။သောတောင်တွေတဲ့တပြေတင်းရှောင်းနေရတဲ့ဝရဆုပီတူတွေနေရာထိုင်ခင်းတဲ့အစားအသောက်အခက်ကြုံနေရပါတယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။ဝရဆုယောဂဒေတာခံပီတူတွေသောတောင်တွေထက်တပြေတင်းရှောင်းနေရတာတလားကျော်လာပြီးဖြစ်ပြီးရေရှည်အတွက်အစားအသောက်နဲ့နေရာထိုင်ခင်းတွေစိုးရိမ်လာရတယ်လို့ပြောပါရယ်။စီအခြေအနေတွေကြောင့်မတ်လ3ပိုင်းကနေထွက်ပြေးသိမ်းရှောင်လာတဲ့အဒီဒေတာခံပြည်သူတွေဟာစစ်ဆောင်ကာလကြာလာတဲ့အမျှ အစားအသောက်အတွက်စိုးရင်လာရတဲ့အပြင်တောက်သုံးရေကိုလည်းရရနီးနဲ့သုံးဆွဲနေရတယ်လို့ဒေတာခန်ရဲ့နီးစပ်သူသူဦးကမြင့်ချနာတဲ့င်းချာနယ်ကိုပြောပါရယ်။ဒါအပြင်လူရေတထောင်ကျော်လောက်ရှိတဲ့ဝါရဇုပ်ချေရွာကဒေတာခန်ပြည်သူတွေဟာတောတောင်တွေထဲနေရာခွဲပြီးခိုလုံနေရတဲ့အပြင်မိုးရာသီရောက်လာခံနေပြီဖြစ်တာကြောင့်မွန်တင်ကာလမှာတောတောင်တွေထဲနေပြီးကြော်ဖြတ်ဖို့မလွယ်ကူဘူးလို့ဆိုပါရယ်။ အခုတော့တော်ရဲမှာပဲနေနေကြတာအဲဒီလိုနေနေရရင်တော့ဒုက္ခရောက်ကြမှာဘိုးရဒီတော်ရဲမှာကြော်ဖြတ်ဖို့မလွယ်ဘူးတက်ဆိုင်ရအဆိုးရတနာပေးကြရင်တော့ကောင်းမယ်ထွက်ပြေးသိမ်းရှောင်နေသူတွေထက်ကတက်ကြီးပိုင်းအမျိုးသမီးနှစ်ဦးလဲထွက်ပြေးသိမ်းရှောင်နေခြင်းအတော်အတွင်းတော်ထဲမှာပဲအသက်ဆုံးရှုံးတာတွေရှိခဲ့တယ်လို့လည်းသိရပါဗျ။လက်ရှိအချိန်ဝါရဆုပ်ခြေဝါအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဝါရဆုပ်ပြည်သူ့စစ်တပ်နှစ်ဖက်ကအနီးကပ်နေရာယူစောင့်ကြည့်နေတဲ့အခြေအနေတွေကြောင့်ဒေတာခဏီဟာရွာအတွင်းပြလဲနေထိုင်ဖို့စိုးရိမ်နေကြတယ်လို့လည်းသိရပါဗျ။ ဒါအပြင်ဝါရဆပ်ချေရဘက်စီရီသေးမှနေတဲ့အချိန်တစ်ဖက်မှာလည်းမတ်လ22ရက်နေ့ကစစ်ကောင်စီပူပေါင်းတပ်တွေဟာလီတိုလန်ဘော်ကလဝချေရစာတင်ချောင်းမှာဝင်ရောက်တပ်ဆွဲလာတဲ့နောက်မတ်လ31ရက်နေ့လောက်မှာတော့ KIA PDF ပူပေါင်းတပ်တို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပူပေါင်းတပ်တွေရွာအတွင်းကနေပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်စစ်ကောင်စီပူပေါင်းတပ်တွေလဝချေရကနေထွက်ခွာသွားပြီးတဲ့နောက်ပိုင်းဧပြီလ9ရက်နေ့ညနေပိုင်းမှာတော့ လဝခုံဆိုင်ယံတလျှောက်စကောင်စီပူပေါင်းတပ်တွေတဖန်ပြန်လဲသွာလာလှုပ်ရှားမှုပြုလုပ်လာကြပါတယ်။လဝအခြေအနေတော့ကိုကတော့ဒီတိုင်းအလုံးစစ်တောင်းထိုးနေကြတဲ့အခြေအနေပေါ့စစ်ဖြစ်သားတော့မဖြစ်တယ်ဟုတ်ဗျ။အဲ့ဒီလိုစီရေးတင်းမာနေတဲ့အခြေအနေတွေကြောင့်ဝရဇုပ်ယွာတမကလဝခုံဆိုင်ယံမကောင်းတောင်စတဲ့ယွာတွေကဒေသခံပြည်သူထောင်ချီဟာဘေးလို့ရာနေဆိုင်ရာတွေစီထွက်ပြေးတိမ်းရှောင်နေရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့မွန်းလွဲ3နိုင်ဝင်းကျင်လောက်မှာ ဝရဇုပ်ဂျေယွာအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်28နှစ်အရွယ်ကိုလပြ Brown Mai Sodu ထိခိုက်သေးဆုံးခဲ့ရပြီးနေအိမ်တစ်လုံးမိလောင်သွားတဲ့အပြင်နေအိမ်နှလုံးထိခိုက်ပျက်စီးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အဲဒီလိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိလာတာကြောင့်ဒေသခံပြည်သူအများစုဟာစိုးရိမ်ပြီး Matchla Sampain လောက်ကတည်းကထွက်ပြေးသိမ်းရှောင်တာတွေပြုလုပ်လာကြတာ ဖြစ်ပါတယ်။ဒါအပြင် Matchla 14ရက်နေ့ကလည်းပြည်သူစစ်တပ်ဖွဲ့ဝင်တွေဟာ ဝရဇပ်ကျောထိအင်းနီနမ်ဆိုင်ရကွက်ကလူနေအိမ်ဆယ်လုံးကျော်လည်းမြှို့ဖြက်စီခဲ့ပါတယ်။စကိုင်းငလင်လုံးအဖေးစစ်ကောင်စီရဲ့လေကြောင်းဝါနေပုံချိတိုက်ခိုက်မှုကြောင့်တိတ်ဆုံးပြည်သူ142ဦးရှိလာပြီလို့မြို့သားညညရေးအစိုးရအညူကြီးရဲ့လူခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။ စစ်ကောင်စီကမတ်လ28ရက်နေ့ကနေဧပြီလ25ရက်နေ့အထိနိုင်ငံအနှံ့၄ချောင်းတိုက်ခိုက်မှု225ကြိမ်ပြုလုပ်ခဲ့တာကြောင့်စစ်စုပေါင်း142ဦးသေဆုံးခဲ့ပြီး392ဦးထဏ်ရရှိခဲ့ရလို့ထုတ်ပြန်ချက်မှာဖော်ပြချပါရယ်။သေဆုံးသူတွေထဲမှာတော့အသက်18နှစ်အရွယ်ကလေး29ဦးပါဝင်ပြီးတရားရသူတွေထဲမှာတော့ကလေး33ဦးပါဝင်တယ်လို့လည်းသိရပါရယ်။စကောက်စီရလေချောင်းတိုက်ခိုက်မှုတွေကိုနေပြည်တော်နဲ့ရန်ကုန်ကလွှဲလို့ဂျန်နဲ့တိုင်းနေပြည်နဲ့အကုန်လုံးမှာပြုလုပ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီအချိန်မှာစကိုင်းတိုင်းကဒေသုံသူအများဆုံးအဖြစ်အယောက်80ရှိပြီးဒုတိယအများဆုံးကတော့မန္တလေးတိုင်းကဒေသုံသူ59ယောက်တတိယအများဆုံးအဖြစ်ကချင်ပြည်နယ်ကဒေသုံသူ42ဦးရှိခဲ့တာဖြစ်ပါတယ်။ဒါဟာတလနီပေါ်အတွင်းစက်ကောင်စီကလူပေါင်းရာချီကိုချက်ပြတ်ခဲ့တာဖြစ်ပြီးငလင်းလုံအပြီးမှာတပ်ဖြတ်မှုတွေကနဆနီပေါ်မြင့်တက်လာတာလည်းဖြစ်ပါတယ်။နိုင်ငံရေးကျင်းသားများကကိုကြီးဆောင်ရှောက်ရေးအတင်းအေးပြပြချုပ်ပြန့်ထားတဲ့အချက်လက်တွေအရတော့ ခုနှစ်2025ခုနှစ်ဇန်နဝါရီလကနေမတ်လကုန်အထိလူပေါင်း309ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဂျာဟာပြည်မြစစ်ကောင်စီကတလောက်ကိုလူပေါင်း100ကျော်တပ်ဖြတ်နေတာကနေငလင်လုံးအပြီးမှာ20ကျော်ပုံမှန်တပ်ဖြတ်လာတာလည်းဖြစ်ပါတယ်။ APP နဲ့ NUG ရဲ့ထုတ်ပြန်ထားချက်အရ2025ခုနှစ်လေလောက်အတွင်းမှာစစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်တည်ဆုံပြည်သူစုစုပေါင်းဟာအခုချိန်မှာဆိုရင်အယောက်900ကျော်ရှိလာပါပြီ။ တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မဲ့ self-care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အတိကကြုံရလေးရှိတာကစိုးရင်တော်ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းနေကြောင်းဥပပမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရင်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုအငယ်ချင်းမိတ်ဆွေတွေကိုယဉ်ပွင့်ပြောဆိုတာ ိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထိအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလောက်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာ အကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်ရေတက်ပြေးဝအောင်အာဟာရပြေးဝအောင်စားသောက်ဖို့လိုအပ်ပါတယ်6ကိုလက်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်တာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်လက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကို ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းနေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လေစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ ိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ oral ရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ကျနော်တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်း Channel App, Facebook စာမျက်နှာ, YouTube နဲ့ Website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။